အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဖတ်ပြပေးမှာကတော့ဆရာကြီးတက္ကသိုလ်ဖုံးနိုင်ရေးသားတဲ့ဗဒောက်ပွင့်စဲလတာဇဲဝဲဆိုတဲ့ဝိတ္ထုရဲ့အပိုင်း7ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာဗဒောက်ပွင့်စဲလတာဇဲဝဲအပိုင်း7ရန်ကုန်မြို့ကကြည်သည်ဇက်ွက်တွေကလည်းများသည်တကယ်တမ်းပုံရှောင်တက်ကလူမိရန်မလွဲ လူသည့်မခံခြင်းကလည်းအလွန်လျင်ဒစိမ့်ဆိုင်သောမြို့ကြီးသည်ရန်ကုန်မြို့ကြီးစီတို့မမဝေနှင့်ကျွန်တော်တို့ကခွေပဲရောက်လာကြသည်ညတွင်တင်မောမခုတ်ရဲသောခစ်ဖြစ်သောကြောင့်ကျွန်တော်တို့စီလာကြသောဝေပါကြီးတင်မောကဝါခေမတွင်တညဝင်း၏သည်နောက်တနေ့မှဆက်ထွက်ပြီးမအူပင်တွင်ခေတ္တဆိုင်သည်မအူပင်၌အညာဆန်တင်မောကြီးနှင့်ဆုံသောကြောင့် ကျွန်တော်တို့ပြေမောပြောင်းစီကြသည်ဘဝဘင်မှအင်္ဒရလိုက်ကြပြီးအင်္ဒရတွင်ဆင်း၍သာရဝကံဘက်ကိုကြသည်သာရဝမှရန်ကုန်အထိမိရထားဖြင့်လာပြီးကမာယုဘူတာ၌ဆင်ကြ၏ကျွန်တော်ကရန်ကုန်ကိုနှက်ခေါက်ခန့်သာရောက်ဖို့သည်ရန်ကုန်မှာကျွန်တော်အသည့်ကျွမ်းဟု၍အယောက်မြောက်ဟုတ်ဒီပတိမရှိ မမဝေကသာခေါင်းဆောင်ရသည်မမဝေမှာတော့ အသည့်မိတ်ဆွေတငယ်ချင်းမတွေရှိပါ၏တို့ရာတွင် မောင်နှံစုံတွဲ၍တွားတိတ်ခိုရမည်ကအခက်ကြီးပြီးတော့အခိုက်အတန့်တွင်တတ်နိုင်သမျှမမဝေကဇက်မြုပ်နေလိုသည်မမဝေ၏အစီအစဉ်တိုင်းကျွန်တော်တို့သည်ကမာရွတ်ဘူတာတက္ကစီတစီငှပြီးကနာလန်ရှိစထရင်းဟိုတယ်သို့လာခဲ့ကြသည်ဟိုတယ်အစီရင်လက်ခံရာဌာန၌ ဂါဝန်ဝအမျိုးသမီး၂ဦးရှိနေသည် အင်္ဂလိပ်နှင့်မြန်မာသွေးယောထဟန်အတန်ချောသောအမျိုးသမီးကမမဝေကိုခိတာစူးဆိုက်ချသည်ပြီးမှနေရဲသောနှကမ်းများကိုလှပစွာ ဖွင့်ပြုံးပြီးမေ Hey you Evelyn မြန်မာနာမည်နေဟုတ်ဝေ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 မဟုတ်လားဟင် Devra မင်းဒီမှာလုပ်နေတယ်ဟုတ်လား ဒါပေါ့ကိုကမင်းတို့လိုတက်ကတော်မှာဆက်မသွားနိုင်မယ်။မင်းပွဲရပြီပြီနော်။ခုဘာလုပ်နေလဲ။ကိုလာဘာမှမလုပ်သေးပါဘူး။ဒါပေါ့လေမင်းကတထေးသမီးကို All right Eva ကိုဘာဆောင်ရွက်ပေးရမလဲ။ကိုတို့ဟန်နီမုန်ထွက်လာတာဒီမှာတဲမလို့။ဒက်ပရာခေါ်အမျိုးသမီးဒီလေတိုးတို့တစ်ချက်ခြုံလိုက်ပြီးကျွန်တော်ကို ပြုံးလဲလဲလန့်ချီသည်အီဗာရှင်လူကဇက်လိုက်ပဲယူလူရွေးတိတ်တော်ပါလား Thank you Devi ကိုရုအခန်းရမလား Why not ဟိုမှာတော့ဖြစ်အောင်ဂျပရာကစာအုပ်ထူကြီးတစ်ခုကိုလှမ်းပေး၏အမည်နေရက်လာရာအရက် တိုင်းပြည်လူမျိုးဟိုတယ်တွင်တဲခုံမြစ်ရပောင်းပြန်လဲထွက်ခွာမြစ်ရက်စသည်တို့ကိုဖြည့်သွင်းပြီး လက်မှတ်ထိုးကြရသည်ကိစ္စပြီးပြီးထင်ခိုက်၌ဒပရာကကောက်ကာမေဒါချက်အထောက်ထားတစ်ခုခုပါလားဘာထောက်ထားလဲဟိုရင်းလေယူရိုနှစ်ယောက်ဟာအကျင့်လင်မယားဆိုတာမမဝေနဲ့ကျွန်တော်တို့ကတယောက်မျက်နှာတယောက်ကြည့်ကြသည်ကျွန်တော်တို့မှာဘာထောက်ထားများမပါဟမ်အဲ့ဒါလို့သလားဟုတ်လားဒေဗရာ လိုရယ်ကွယ်အဲ့ဒါစီကဲမယ်မမဝေကအပြင်လေးခြာ í ဒီလိုဆိုရင်တော့ဒုက္ခပဲတို့မှဘာမှမပါဘူးဒပရာကလည်းစိတ်ရှုပ်ဟန်ခေါင်းကုပ် í ကိုတိတ်တော့အားနာတာပဲဒီလိုလုပ်လေကိုမန်နေဂျာတော့ပြုတ်ပေးမယ်ခဏနေဦးဒပရာကခုံမြင့်ဖက်နဲ့တန်းတစ်ခွက်ခွက်ဖြင့်မန်နေဂျာ í အခန်းစီထွက်သွား í မမဝေနဲ့ကျွန်တော်တို့ကတယောက်မျက်နှာကိုတယောက် စိတ်ပြဲအာရော့စွာကျိနေမိကြ၏ခဏကြာ၌ဖနက်ခွာတန်းမြည်လျက်ဇပရာပြန်လာသည်ကို တွေ့ရ၏မျက်နှာလေးကရွှင်ပြနေ၏ Okay မန်နေဂျာယူရိုကိုခဏတွေ့ခြင်းနဲ့တဲ့လိုက်လာခဲ့ပါဟိုတယ်ကြီးအနောက်ဖက်ချမ်းရှိ မန်နေဂျာခန်းသို့ကျွန်တော်တို့လိုက်သွားကြသည် မန်နေဂျာက အသက်50ခန့်ရှိပြီးဥပရိယုတ်ကောင်းသောကပြားတူဦးပင်ဖြစ်၏ ထိုင်ကြပါထိုင်ကြပါ သူကရင်ကျေးပြင်းစွာ ပြောသဖြင့်စိတ်နှဲငယ်တက်တာတော်ပြီးကျွန်တော်တို့တုတ်စပွဲရှိရှိပလထိုင်များ၌ထိုင်ကြ၏မန်နေဂျာ၏မျက်နှာက ပြုံပြုံပင်တို့ရာတွင်ရေလေပါနဲ့ဟန်ကိုပြသောသူ့မျက်လုံးများက ကျွန်တော်တို့ဇုံတွဲကိုအကဲခတ်လိမ့်လာစူးစမ်းနေကြောင်းကျွန်တော်ယိမ်မိသည်ဧည့်သည်တွေကိုခုလိုခေါ်ယူတွေ့ဆုံရတာစိတ်မကောင်းပါဘူး ဝတရားမှုပါခွင့်လွှတ်ကြပါသူကချောမတ်သောအင်္ဂလိပ်စကားဖြင့်ပြောနေခြင်းဖြစ်၏ကိစ္စမရှိပါဘူးကျမတို့လည်းလွတ်လွတ်လပ်လပ်တည်တည်တတ်တတ်နေခြင်းလို့ဒီလိုလာခဲ့ကြတာပါအမှန်ဝင်ခင်ရရင်လူကြီးမင်းလေးသိပါလိမ့်မယ်ကျမတို့ဒီလေကဒီလိုဟိုတယ်မှာတဲခေါ်တာမျိုးမှမရှိရဒီတော့လိုအပ်ချက်တွေကို နားမလည်ရုံအမှန်ပါမမဝေကလည်း အင်္ဂလိပ်စကားနှင့်ပြန်ပြောခြင်းဖြစ်သည်မမဝေ အင်္ဂလိပ်စကားပြောသည်ကိုဂျက်ကင်ကကျွန်တော်မတွေ့ဘူးမမဝေပြောဟန်ကကပြားမလေးဒပရာကဲ့သို့ပင်လေယူလေသိန်းကအစလှပတရက်လာသည် ဟုတ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာကအမျိုးသားမှတ်ပုံတင်စနစ်ကလည်းမရှိသေးတော့စီကန်းနဲ့လောက်ရတဲ့ကျွန်တော်တို့မှာ အခက်ခဲမကြာခဏရင်ဆိုင်ရပါတယ်ကျမမှာတက်ကတော့မှတ်ပုံတင်ကဲ့တော့ပါပါတယ် လူကြီးမင်းကြည့်ချင်ပါသလားမန်နေဂျာကလက်ဝါးကပြသည် မလို့ပါဘူးမြန်မာစကားပုံရှိတယ်မဟုတ်လားအပွေးမြင့်အပင်သည့်ဆိုတာလေကျွန်တော်ခံမှန်းတတ်ပါတယ်ပြီးတော့ Miss Evelyn အဲအခုတော့ Miss ဘသူ Miss လေးလိုက်ပါမန်နေဂျာသည်သစုံတရားကိုသဘောကျဟန်ရေးပြောရအောင်မယ်ကျွန်တော်တို့ယဉ်ကျေးမှုနဲ့တို့ယဉ်ကျေးမှုကွာခြားလို့ဒုက္ခတွေ့ရပုံလေးတွေ ျွန်တော်တို့နိုင်ငံကဇနီးမောင်နှံတွေဟာအခုခေတ်မှာအကြောင်းမျိုးမျိုးနဲ့နိုင်ငံသားကိုခီးသွားကုန်ကြပါပြီ။အထက်တန်းကျတဲ့နိုင်ငံသားဟိုတယ်ကြီးတွေမှာသွားတည်ရင် အခု Miss လေးလိုင်တို့တွေ့ရတဲ့အခက်အခဲမျိုးကြုံရတော့တာပဲ။ကျွန်တော်တို့မြန်မာကလက်ထပ်ပြီးပြီမဲ့လင်းကတဏံမဲ့မယားကတဏံမဲ့ပဲမဟုတ်လား။နိုင်ငံကုလက်မှတ်မှာနာမည်တွေကအဲ့ဒီအတိုင်းပဲ။ဥပမာယောက်ျားကဦးလာ မိမကဒေါနုဆိုပါတော့နိုင်ငံကူလက်မှတ်မှာနာမည်တွေကဒီတိုင်းပဲဟိုတယ်မှာနှစ်ယောက်ခန်းတောင်းတော့စကားများကြရောဒေါနုဟာမစ်လာလို့နိုင်ငံကူလက်မှတ်ကမှစိုးမထားပဲသူတို့ထုံးစံရရှေ့ကမစ်နောက်ကယောက်ျားနာမည်မပါဘဲနဲ့ဒေါနုဟာဥလှရဲ့ဇနီးမဖြစ်နိုင်ပဲကိုအဟာမန်နေဂျာက သူ့စကားသူသဘောကျဟန်ဖြင့်ခြေတော်ကြောင့်ကျွန်တော်တို့ပါလိုက်ရကြသည် ။ဒါကြောင့်နိုင်ငံသားခီးထွက်မဲ့အတိမိတ်ဆွေဇနီးမောင်နှံတွေကိုကျွန်တော်မှားရတယ်။အမျိုးသမီးကအမျိုးသားနာမည်နဲ့လှုပ်သွားပါလို့ Miss La Alliance ဒေါ်နုလို့အဲ့ဒါမှပြဿနာငိမ့်နေ။ကျမတို့လည်းအခုတော့ဒီဆန်ဆန်ဖြစ်နေရပါပြီ။လူချင်းမဲအဆုံးဖြတ်ပါပဲလေ။ကျွန်တော်ကဒါကိုပြောမလို့ပါ။စကားပြတ်သွားလို့ကျွန်တော်မှ အတွေ့အကြုံရှိလို့စာနာထောက်ထားတတ်ပါတယ်။ခုနေကပြောခဲ့သလိုပဲ အပွေးမြင်ရင်ကျွန်တော်အပင်သိပါတယ်ပြီးတော့ Mrs. လေးလိုင်ကိုတိကြောင်းဒပရာကထောက်ခံထားပါတယ်ပြီးတော့ကျွန်တော်လက်ခံလိုက်ပါမယ်ကျွန်တော်တို့ဟိုတယ်မှာမောင်နှံတစ်ဖော်စိတ်ချမ်းသာကိုချမ်းသာတဲကိုပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပါတယ်ကျွန်တော်ရင်မအလုံးကြီးကြသွားသည်မမဝေနှင့်ကျွန်တော်တို့ကမန်နေဂျာကိုကျေးဇူးတင်စကားပြောကြားကြပြီးဒပရာနောက်ပြန်လိုက်လာကြသည် ငါရဲ့အတွက်ကြာတဲ့ငွေကိုချုပ်တင်ရှင်းလင်းပေးပြီးတော့ခါဒပရာကတော့တချောင်းကိုထုတ်ပေး။အီဗိုင်းနေပိုင်းဆိုကိုဒီမှာအမြင်ရှိတယ်။လူရဲကူညီတောင်းတော့အခုအခန်းကိုပေါ်တာလိုက်ပို့ပေးလိုက်မယ်။လူရာခိုင်းမို့ဘဲလ်ပွိုင်းနေလည်းရှိပါတယ်။ကဲသွားတော့နော်။ See you အဆာဆာဆင်ပြေအောင်ကုညီပေးလို့ကျေးဇူးတင်နေဒက်ဗီ။ Okay, see you. မများလှသောကျွန်တော်တို့၏ပစ္စည်းလေးများကို ကလားကပြားပေါ်တာက ယူပြီးရှေ့မှသွားသဖြင့်ကျွန်တော်တို့ကနောက်မှလိုက်ခဲ့ကြသည်ကျွန်တော်တို့အတွက်အခန်းကအပေါ်တဲ့ဤအရှိဘက်အဆောင်တွင်ဖြစ်သည်ကရင်နှိတ်နှလုံးကိုလုံးပေါ်မှန်ပြီးတို့စာရေးစပွဲစာကြည့်မိတိုင်းကလထိုင်ပုတို့ဖြင့်အခန်းကပြည့်စုံသည်နိုင်ရန်ဆေးရောင်ရောအခန်းစီးနှင့် ကော်စောများကပါရှားစီးနုရောင်ဖြော့ဖြော့ဖြစ်၍ အခန်းဒီအင်ဒရီရရခံ냐ပြီးနှွေနှွေထွေထွေနိုင်လာသည်ပေါ်တာထွက်သားသောအခါတကားကိုပိတ်လိုက်ပြီးနောက်ဂရင်တလုံးပေါ်တွင်မမဝေကမောပန်းဟန်ဖြင့်ခြေပြက်လက်ပြက်ထိုင်ချလိုက်၏ကျွန်တော်ကမမဝေအနီး၌ထိုင်လိုက်ပြီးခါလေးကိုဖက်ရင်မေး၏တိတ်မောသွားလားမမဝေဟွန်းမမဝေမဟုတ်ဘူးဘာပြောလဲမမဝေမဟုတ်ဘူး ဘာပြောလဲမမဝေမဟုတ်ဘူးမစ်လေးလှိုင်းနဲ့ကိုရောရဲ့တည့်ရလားမမဝေသည်သဘောချဟန်ရေမောလိုက်ပြီးသူ့လက်လေးနှစ်ဖက်ဖြင့်ကျွန်တော်လေဘင်းကိုတိုင်းဖက်၍ဆို၏မောင်ပစိုးပိုက်ခါဆောင်းပိုက်ခါနဲ့မောင်းနောက်လက်ခဲရတာမလွယ်ပါလားကွယ်ရဲ့နော်ချီသုံးမြန်မီဒီစကားနို့မဟုတ်လို့လားဟုတ်ဟုတ်မဟုတ်ဟုတ်ဒီစကားကြားရရင်မောင်းရင်နာရပါတယ်လို့ မောင်ဘနခါပြောရမလဲမမဝေမျက်နာလေးကကျွန်တော်မျက်နာအနီးမှာကန်နေသည်လှပသောမျက်လုံးပြကြီးများဝန်းလည်နေသည်ကို အနီးကပ်ကျွန်တော်တွေ့ရ၏မမဝေသည်ရှုံးမြလက်ကြည့်သောမျက်လုံးပြကြီးများဖြင့်အတန်ကြာကျွန်တော်ကိုစိုက်ကြည့်နေ၏မောင်ဘာလို့ဒီလိုကြည့်ရပြန်တာလဲမောင်စိတ်ဆိုးသွားသလားလို့အမလီမမဝေရဲ့ ကို့မယားအလှကိုကိုကစိတ်ဆိုးရမလားလို့ဒီလိုဆိုပြန်တော့မမဝေကသူ့လက်ဝါးနုနုလေးဖြင့်ကျွန်တော်ပါဇက်ကိုပိတ်လိုက်သည်မျက်နာလေးကလည်းချက်သွေးဖြင့်ရဲပီသည်အေးအေးစကားရင်တော့မတုံးနဲ့အောင်နော်မဘယ်စကားလဲကြည့်တိရနဲ့သူ့မေးပြန်ပြီမတိပါဘူးဘယ်စကားလဲဝိပေးတော့တိလာဘယ်စကားရမလဲကို့ကို့မမဝေနှုတ်မ တကလုံးကမထွက်နဲ့နာလေးကပိုးရဲလာသည်နှုတ်မောင်မှန်တာပြောတာပဲမဟုတ်ဘူးလားပြောလေကဲလေသူအသားယူပြန်ပြီဟွန်းကဲယူအောင်ယူအောင်မမဝေကနဲ့နာလေးတကယ်စုက ကျွန်တော်ကြောကိုတုံအောင်ထူသည်ထူ၍အာရမချက်သွေးမပြေသေးပဲပြုံးလျက်ကကျွန်တော်ကိုမျက်စောင်းထိုးကြည့်နေသည်မမဝေဘာလဲမောင်အကောင့်ပြောမလို့ပါ ဘာကောင်းပြောမလို့လဲ။ဩတကယ်ပါ။မောင်တို့ဘာဆက်လုပ်ကြမလဲ။မမဝေမျက်နာလေးသည်ပြန်လေတင်းငိန်လေးနဲ့သွား၏။မောင်တိတ်ဆိတ်ပူနေသလား။ပူတော့ပေါ့မမဝေရဲ့။မောင်တယောက်ထဲအတွက်ဆိုမောင်မပူပါဘူး။မောင်တခါကပြောခဲ့သလိုပဲ။မောင်ကဘာကောင်းမှမဟုတ်ဘူး။အစကတည်းကဒုက္ခကြားမှာကြီးလာရတော့မောင်ဘာဝမှမကြောက်ဘူး။အခုတော့ မမဝေအတွက်ထက်ထွက်ပြီးမောင်ပူရတယ်။ပြောရမယ့်ချိန်မှာပူမလီနေဦးမောင်။မမဝေမှာငွေတွေရှိသေးတယ်။မောင်ဆက်ဆက်ရေး။တရက်နဲ့လောက်နားပြီးမမဝေအလုပ်ထွက်ရှာမယ်။အော်အိမ်တလုံးလဲရှာရမယ်မောင်။အိမ်တော့ရှာရမယ်။ဒါပေမဲ့ဘာလို့မမဝေကအလုပ်ထွက်ရှာရမလဲ။ရှာချင်းရှာမောင်ကထွက်ရှာမှာပေါ့။လက်တွေ့ဆန်းဆန်းမောင်ရင်မမဝေကဘွဲရပြီးသားဆိုတော့အလုပ်ရဖို့ကလွယ်တယ်။ မောင်ပညာတပိုင်းတစနဲ့မောင်စာပဲဆက်ရေးရမယ်။အဲ့ဒါကမောင်အလုပ်။မောင်ကိုတသက်လုံးမမဝေလုပ်စီခြင်းနဲ့အလုပ်။သိရဲ့လား။မမဝေပြောဒီကမှန်နေတော့ကြောင့်ကျွန်တော်စင်ကြေမပေးတာ။ရှင်တွဲမှာတော့မကောင်းလား။ကြည်မောင်မျက်နှာညှိုးသွားပြန်ပြီ။မမမဝေကိုတကယ်ချစ်ရဲ့လားယင်။ဒီမေကွန်တန်ကိုတော့ကျွန်တော်မခံနိုင်ပါ။ကျွန်တော်ကမမဝေကိုရှင်ခွင်တွင် ိုက်ပွေတွင်ယူလိုက်သည်နောက်ကိုဒီအမေမျိုးမောင်ကိုထပ်မမေးပါနဲ့မမဝေးမောင်ဖြေမယ်မမဝေးကိုလေမောင်ချစ်တယ်ချစ်တာမှလေတာမန်ယောက်ျားတစ်ယောက်ကလှလုံးနဲ့သူ့ချစ်သူကိုချစ်သူဖြစ်ချစ်တာထက်မောင်ချစ်ကပိုတယ်မမဝေးကမောင်ချစ်ဦးသူ မောင်ဆိုတဲ့ကောင်လေးတစ်ကောင်ကိုမမဝေးကဘလို့မှတန်ရောစင်မရှိခင်ကတည်းကမောင်ကမမမရဲနဲ့ မျက်ရည်ဝဲပြီးတိတ်တကိုးချစ်မြတ်နိုးရသူ မောင်ဒီစကားကိုထပ်ပြောမယ်မျက်နိုးချစ်ရသူမျက်မျက်နိုးနိုးနဲ့ချစ်ရသူ မျက်နိုးပြီးချစ်ရပြီးကောမမဝေမမဝေကမောင်လာမင်းကြီးကို မောင်ရင်ထဲမှာတားတဲ့လာမင်းကြီး မောင်ဘဝကိုလင်းစေတဲ့လာမင်းကြီးမမဝေရဲ့လာမင်းကြီးကိုမျက်နိုးပြီးချစ်တာတဲ့ပိုးပြီးမောင်ဘလို့ချစ်ပြရအောင်မှလဲပိုတယ်လို့မပြောလိုက်ပါနဲ့ ရှင်ကိုခွဲပြလို့ရာဇတန်းဆို မောင်ခွဲပြလိုက်စမ်းခြင်းလာတယ်။ကျွန်တော်စကားအဆုံးတွင် မမဝေကသူ့ပါလေးနဲ့ကျွန်တော်ပါကိုကတ်ထားသည်။တင်းနေအောင်ကတ်ထားသည်။မမဝေပါပြင်မနေရီတို့ကျွန်တော်ပါစီကိုလာသည်။ဟင်ကြည်စမ်းမမဝေငိုနေတယ်။ဘာပြုတ်လို့လဲရင်မောင်ကလွမ်းအောင်ပြောတာ哦။မမဝေရင်နဲ့ညစ်လာအောင်ပြောတာ哦။ ယုံပါတယ်တဲ့မောင်ရဲ့မမဝေယုံပါတယ်မမဝေလည်းမောင်ချစ်လိုက်တာ မောင်လိုတော့မပြောတတ်ဘူးမမဝေပြောတတ်တာတခုပဲရှိတယ်အဲ့ဒါတော့မောင်နားလဲအောင်မမဝေဘလို့ပြောရမှမသိဘူးပြောလေမောင်နားထောင်ခြင်းနဲ့မမဝေရင်ထဲမှာအချစ်ဆိုတာတခါမှမပေါ်ဘူးမောင်နဲ့တွေ့မှာအချစ်ကိုမမဝေခံစားရတယ်ဒီတော့အချစ်ဟာမောင် မောင်ဟာအချစ် မမဝယ်ရင်ထဲမှာအချစ်ရဲ့မောင်ရဲ့မောင်ရဲ့အချစ်ရဲ့ပြီးတော့မောင်ရဲ့အချစ်ရဲ့ဒါပဲရှိတယ်တခြားဘာမှမရှိဘူးချစ်လိုက်ရတာအလောက်တောင်ပဲမောင်ရဲ့နားလေရဲ့လားကျွန်တော်ကနှုတ်ဖြင့်မဖြေမမဝယ်ပါလေးကိုသာ မနာအောင်သွားဖြင့်မချစ်မရဲခဲလိုက်မိသည် ချစ်ချင်းမြတ်တာဟူသည်အတဲနှလုံးချင်းပေါင်းစုံရခြင်းမှာ အကြမရှိ အဆက်မရှိ ရောရှက်စိတ်ဝင်ပေါင်းစုံရခြင်းမှာဒီလိုပေါင်းစုံမိတော့လွမ်းပွဲစမ်းကြဲသောဘုံလောကလေးတစ်ခုက ပေါ်တက်လာသည်ဒီလောကကလေးမှာတခဏဖြစ်မိမောရခြင်းဒီပင်တဘဝဘေလုံးထင်ယိုးမှားပွဲဖြစ်ရသည်ညိနေကြရာမှာမမဝေကလှောက်ရှားလာပြီးကျွန်တော်နဖူးကိုမှုလိုက်ကခံရမှထား၏မမဝေရေရင်ချိုးလိုက်မယ်နောက်တော့မောင်းချိုး ပြီးတော့လျှောက်လေကြရအောင်တော့မှာလေလျှောက်လေကြမလဲမမဝေးရန်ကုန်မြို့ကြီးကအကျယ်ကြီးပဲမလေစရာတွေလည်းအများကြီးမြင့်နေပေမဲ့လည်းလူမပြတ်ပါဘူးဩမမဝေးတို့ဖះရောက်အရင်သွားပို့ကြရအောင်နော် ဟုတ်ပါရဲ့မောင်တို့ဖះကိုအရင်သွားပို့ကြမယ်ကဲမမဝေးရေချိုးနဲ့ညဦးကမမဝေနဲ့ကျွန်တော်တို့ဒီ ရွှေတကုံဖျားစီအရင်သွားဖူးမြော်ကြသည်ဖျားသွားအတူကြောင်းသွားအတူဒီစကားသုံးကြသည်ကိုခခင်ကကြားဖို့သည်ညီမျဂျင်းနူးပွဲရှိသည်ကိုမခံမှန်းတက်ခဲယခုတော့ဂျင်းနူးပွဲရာကိုဟိုတွေ့ကြုံရသည်မမဝေဖျားပန်းတွေကိုဝယ်သည်ပြီးတော့ကျွန်တော်ကိုတဝက်ခွဲပေးသည်ပန်းစီကိုစီခိုင်ကနှစ်ကိုရှင်တွဲ၍လျှောက်လာကြစဉ် မမဝေဤမျက်နာလေးသည်ကြည်လင်ဝင်းပနေသည်ကိုကျွန်တော်သတိပြုမိမမဝေနှင့်ကျွန်တော်တို့သည် နေတူနန်းတူဖြစ်သောကြောင့်ဘုရဟုတောင်းမှအာယုန်ခံတစောင်းတွင်ဝင်၍ဖုရားကိုပန်းလှူပူဇော်ကြတော့ကြသည်ကျွန်တော်ဖုရားရှိခိုးပြီးသည့်အထိမမဝေကမပြီးသေးကျွန်တော်ကစိတ်ရှည်စွာထိုင်ဆောင်နေသည်ဆောင်းရင်းကလည်းရှုမကြီးသောမမဝေ၏တံတန်းလေးကို ချိန်နိုးစွာစိုက်ကြည့်နေမိသည်မမဝေကမမဝေနှင့်အလိုက်ဆုံးဟုကျွန်တော်နှစ်သက်ထင်မှတ်ထားသောအဝါရောင်ကို စင်မြန်ထား၏ကြောင်တွင်၌မိအောင်တို့ကဝင်းလက်နေသည် ရွှေအောင်တို့လည်းဝင်းလျက်နေ၏ပန်းစည်းကိုကိုင်ကာမျက်လုံးမှိတ်ပြီးကျုံကျုံထိုင်လျက်ဖျားဝတ်ပြုနေသောမမဝေ၏တံတန်းကလည်းရွှေသားနှင့်သွန်းထုထားတဲ့ကဲ့သို့တင့်တယ်လှ၏ ဖျားရှိကိုပြီးတော့ကမမဝေကပြုံပြုံလေးနဲ့ကျွန်တော်စီကိုပန်းစီလှန်ပေမမဝေပန်းစီနဲ့ကျွန်တော်ပန်းစီကိုပေါင်း၍နောင်ရီအိုးတွင်ကျွန်တော်ကထိုးဆိုင်သည်မမဝေနဲ့ကျွန်တော်တို့ကလက်ချင်းတွဲပြီးဖျားကိုလက်ရရဲ့လှဲ့လျှောက်ကြသည်မိပူဇော်ထားသော ရွှေတကုံဇေဒီတော်ကြီးက ရွှေတောင်ကြီးပမာထွန်းရှန်တောက်ပနေ၏ကောင်းလောင်းတန်ဆဲလေတန်များကလည်း တာယာစွာထွက်ပေါ်နေ၏မောင် မမဝေမောင်ရေမမဝေစိတ်ချမ်းသာလိုက်တာ မောင်ရောမောင်လေးစိတ်ချမ်းသာတာပေါ့မမဝေရေကျွန်တော်တို့ဒီစကားတပြောပြောနဲ့ဆက်လျှောက်ကြ၏အင်္ဂါတောင်ရောက်တော့ခါညောင်မင်းကြီးရှေ့ရသွားပြီး အပေါ်စီးမှမြင်ရသောတန်ကုန်မျိုးကြီးကို ကြည်ကြ၏နောက်ကြမှထွက်လာသောလာမင်းကြီးကလည်းထိမ့်ထိမ့်တားနေ၏ မမဝေကသူ့လက်ပတ်နာရီလေးကိုငုံကြည့်ပြီးဆို၏ဟောရှစ်နာရီတောင်ထိုးပြီမောင်းစားပြီလားဟုတ်ပါရဲ့နည်းနည်းတောင်စားလာပြီဒါဖြင့်ပြန်ကြစို့ဖရီဇာလမ်းဝင်ပြီးတခုခုစားပြီးမှဟိုတယ်ပြန်ကြမယ်နော်ကောင်းတာပဲမမဝေဩမောင်ရုပ်ရှင်ကိုကြည့်ကျင်သေးလားကြည့်ကျင်ပါဘူးအချိန်တွေနှမျောပါတယ်ကြည့်ပူလိုက်ရသေးတယ်မမဝေနဲ့ကျွန်တော်တို့က ရင်မြင်တော်စီပြန်ထွက်၌၎င်းကြီးတစ်ခု၏တောင်းတွင်မိမပြိုတူးနှင့်ပပင်းသွားတော်သည် မိမပြိုကဝမ်းသာသော အမူအရာသို့ ပြောင်းသွားပြီးနှုတ်ဆက်၏ဟင်မမဝေမမဝေမဟုတ်လားဟောအရေးပါလားကြည်စံအရေးမင်းကလှတော့မယ်မမဝေရောမမဝေနာကတ်လိုက်လို့အရေးလှတာတွေပျောက်ကုန်ပါပြီအရေးဒီရင်းနေစွာဖြင့် မမဝေလက်မောင်းလေးကိုကင်ဆယ်ထားသည် မမဝေပတင်ရလာလားလားပတင်ရမလာလို့ဘဲရလာရမလဲအကြီးရဲ့တိဘူးလေမမဝေကတက်ကတူတက်နေတာမဟုတ်လားအော်မိလို့ကြာပြီပဲမမဝေဘွဲရပြီပြီပေါ့နော်ပြီးပါပြီဒါထက်အကြီးဖျားလာဖူးတာလားအကြီးကအခက်နဲ့တစ်ချက်ရဲ့ အကြီးကလာချဘိုးကြနေတာဘာရဲ့လာချဘိုးကြနေတာအကြီးကရီစရာပြောတာပါမာဖះပုံပကြီးလာဆွဲနေတော့မောင်နေလိုက်လာရင်အကြီးကဟိုလျှောက်လေဒီလျှောက်လေပေါ့အဲ့ဒါပြောတာအော်ငောင်းကဲအောင်ကိုပါသလားဘယ်မှာလဲသူမောင်လားသူ့ကားတွေတိတ်နေတယ်ဟောပြောရင်းဆိုရင်းနဲ့လာနေပြီ ိမ့်ပိမ့်တွဲတွဲအသားဖြူဖြူနဲ့လူရွယ်တအူးကပကြီးကရိယာများကိုတည်ဆောင်လျက်ကြောက်လာသည်ပကြီးကလှမ်းပြော်၏မောင်ကြီးဟောရီမမတူလဲဟောဗျာမမဝေပါလားလူရွယ်ကမမဝေကိုနှုတ်ဆက်ပြီးမှကျွန်တော်ကိုလှမ်းပြုံကြည့်သည်မနေသာတော့သောဟန်ဖြင့်မမဝေက မိတ်ဆက်ပေ၏မောင်အဲ့ဒါအကြီးယောက်ျားပကြီးကိုတန်းအောင်ကိုတန်းအောင် သူကမမဝေရဟိုတင်းအေးမောင်ကိုတန်းအောင်ကပါဇက်ဖြဲရဲပြီးတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်လက်ကဆေးတွေပေးနေလို့ဗျဟုလက်ဆွဲနှုတ်မဆက်နိုင်သည်ကိုပါဇက်ထဲရှင်းပြသည်အကြီးကသာပြုံးလျက်က မျက်မှောင်လေးတွန့်ပြီးပြော၏မမဝေပြောတာလည်းမရှင်းဘူးဘာမရှင်းလို့လဲမမဝေရဲ့မောင်နဲ့ အဲမမဝေရဲ့မောင်နော်ကွယ်အရင်ရလေမောင်ဆိုပြီးရောပေါ့အရှိမောင်ကိုတန်းအောင်လို့ပေါ့ဟောရှင်းပြီရှင်းပြီဒီလိုတက်တက်ပြောတော့အရင်ရှင်းသွားပြီမမဝေမမဝေကနာမည်လည်းပြောမပြသေးဘူးနာမည်ကလည်းမောင်ပဲတယ်လားအရှိရလဲနောက်ပြီကိုလေးလိုင်းနဲ့အော်မောင်တန်းအောင်ရေး မောင်ကလည်းမင်းလိုပဲအနုပညာသမား။သူကကြပြရေးတယ်။ကိုတန်းအောင်ဤမျက်နာသည် အထူးဝမ်းသာသောဟန်သို့ပြောင်းသွား၏။ဟောဗျာ။စုံမစုံတတ်ပလေ။ဆရာဟိုကြပြလေးဟာလေ။အကြီးကြီးမင်းတိတ်ကြိုက်တယ်ဆိုတဲ့ဟိုကြပြလေးလေ။ဘာလဲ။ငွေလာမင်းရဲ့တစ္ဆာရှင်အဲ့ဒါလား။ဟုတ်တယ်ကိုလေးလိုင်း။အကြီးကအဲ့ဒီကြပြကိုကျွန်တော်အတင်းပကြီးဆွဲခိုင်းနေတယ်။ဟုတ်တယ်ဆရာ။ အကြီးရတကယ်ဆွဲခိုင်းနေတာအကြီးရင်ထဲမှာလေတမျိုးပဲလာမင်းရမရှိဘူးဒါမှမဟုတ်ဟိုးဝေးမှာကျေလေးတွေကတော့လက်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 နဲ့အလင်းရောင်ကလက်လက်လေးပေါ့ဆရာကံရည်ပြမှာတော့ကြာပြူပန်းလေးတငုံနဲ့တငုံဆိုမှတငုံနဲ့တနာဆရာလေးဆရာအကြီးပြောတာဟုတ်တယ်မဟုတ်လားကျွန်တော်ကအကြီးစိတ်ကူးရင်ပုံကိုသဘောကျပြီးရဲနေမိ ကိုတန်းအောင်ကသာသဘောကျတဲ့အောင်ဤတဲ့အောင်ပြောသည်အဲ့ဒါပဲကြည်တော့ကျွန်တော်မှအလုတ်အတွက်လဲဆွဲရတယ်မတ်ရွှေကြီးခိုင်းတာလဲဆွဲရတယ်အမေအကြီးဆွဲခိုင်းလို့ဆွဲတာတွေပတ်ဆက်အများကြီးနဲ့မောင်မရောက်ရဘူးလားကိုတန်းအောင်က မဖြေပဲအဟဲဟဲသာဂျဲနေဤမမဝေက စကားပြက်ရန်နှုတ်ဆက်ဤကဲအကြီးမမဝေတို့ဆက်သွားဆရာရှိသေးလို့ခွင့်ပြုအောင်နော် နောက်တော့မှတွေ့ကြတာပေါ့အော်ဟုတ်ကဲ့ဒါထက်မမဝေတို့ပသိန်ကိုဘယ်တော့ပြန်ကြမလဲမမဝေက ကျွန်တော်ကိုတစ်ချက်လှမ်းကြည့်ကသူ့အတိတ်ပဲနဲ့သူပြုံးပြီးဖြေမသိသေးပါဘူးကွယ်မမဝေတို့ကပျော်သလောက်ဒီမှာနေကြအောင်မယ်အဲ့လိုဆိုရင်အကြီးတို့အိမ်လာလဲဦးလေအကြီးတို့ပစွန်အောင်ရွှေဖုံးပွင့်လမ်းမှာနေပါတယ်အိမ်နံပါတ်က ဲ့လောက်ပါအရင်တို့မောင်နှံကိုနှုတ်ဆက်ပြီးမမဝေနဲ့ကျွန်တော်တို့ကဖះပေါ်မှာဆင်းလာခဲ့ကြသည်အရင်တို့ကိုတန်းအောင်တို့နဲ့မမဝေကအတော်ခင်သလားချင်းနေရက်ဆွေရမျိုးတွေပေါ်အရင်ကဟင်းတရသူပတိမ်မှကြည့်ရင် မောင်တန်းအောင်ကတော့ပတိမ်စာတိပဲအော်မောင်ကြီးသူတို့လည်းမမဝေတို့လိုပဲဘာလို့ပြောတာလဲမမဝေဟုတ်တယ်လေ ဟိုပစိုးပိုက်ခါဆောင်းပိုက်ခါနဲ့မမဝေကသူ့စကားကိုသူသဘောကျပြီးရည်သည်မမဝေကဒီစကားပဲခဏခဏပြောတယ်တိတ်သဘောကျနေတယ်ဟုတ်လားမောင်ကသဘောမကျဘူးလားဟုတ်လေမောင်သဘောမကျရင်မမဝေမပြောတော့ပါဘူးနော်ကြည်လောက်ပြန်ပြီဘာပြောတာလဲလို့ပူတာကိုမမဝေပူတာကိုမောင်မုန်းလိုက်တာကျွန်တော်က မမဝေလေကိုတူပြီးပြောလိုက်ရာအတူတွဲ၍ကျောင်းတန်းလေကားများမှဆင်းနေသည်ကိုသတိလက်သွားဟန်ဖြင့်ကျွန်တော်ကြောကိုထူသည်ပြီးမှသတိရဟန်ချက်ကိုချက်ကန်းလေးဖြင့်ပါးစပ်ကိုလက်ကင်ပွားလေးဖြင့်ပိတ်ပြီးခေါင်းငုံလျက်ရေကားလိုက်ပါလာသည်နာစင်ပြခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်လာမယ့်အပိုင်း၁၂ကိုလည်းတောင်းမျောနာစင်ပြကြပါအောင်ခင်ဗျာ။